ခလီတို့ရေတခါတော့ဟာမြန်ဟေဝန်ဆိုတဲ့တောကြီးထဲမှာတိရစ္ဆာန်ပေါင်းစုံဟာစုပေါင်းပြီးပျော်ရွှင်စွာနေထိုင်ကြတဲ့ကွယ်တိရစ္ဆာန်လေးများနဲ့အတူပညာရှိဦးစီးကွက်ကြီးရဲ့အလားပါအလွန်မတ်တဲ့သမင်မလေးရဲ့အစနောက်အလွန်တန်တဲ့မြောက်ကလေးရဲ့လက်ကလေးတစ်ကောင်ရဲ့ရှိကြတဲ့ကွယ်ဒီလိုနဲ့တောထဲမှာနေထိုင်လာကြရင်ဟိမန်ကာလာခေါ်ဆောင်းနှွင့်အချိန်ကုန်ဆုံးပြီးနှွေကိမ်မန်တို့ရောက်လွတ်လာတာပေါ့ကွယ် မြူအချင်းရောက်လာသည်နှင့်အမျှရာသီဥတုကလည်းပူပင်းချောက်တွေ့လာတာပေါ့ကွယ်တနေ့တော့ပညာရှိစည်းကွက်ကြီးဟာအစာရှာထွက်လာရင်တစ်ပင်ထိပ်ဖျားမှာနားနေတဲ့တစ်ပင်အနီးရေကန်ကြီးကို ကြည့်ပြီးတော့ကန်ဆက်အနီးမှာလက်ကလေးကိုတွေ့တဲ့ဟင်လက်ကလေးပါလားမင်းဒီရေကန်ထဲမှာဆက်နေလို့ဘလို့ဖြစ်မှာလဲမကြခင်ဒီရေကန်ကြီးကခန်းချောက်တော့မှာလို့ဇီးကွက်ကြီးကပြောတဲ့အဲ့ဒီတော့လက်ကလေးက ဟုတ်ပါရဲ့ဦးစည်းကွက်ကြီးရဲ့ကျွန်တော်လည်းဒီအတွက်ပဲစိတ်ဒုက္ခတော်တော်လေးရောက်နေရပါတယ်လို့ပြောချတဲ့ကွယ်အေးအေးမင်းဘာမှစိတ်မပူနဲ့တော့တောဟုတ်ကြီးတွေကရေတခွန်ကြီးနားမှာရေမခန်းချောက်တဲ့ရေကန်ကြီးတခန်ရှိတယ်အဲ့ဒီရေကန်ကြီးတွေကိုမင်းကိုငါတို့ပို့ပေးမယ်လို့စည်းကွက်ကြီးကပြောတဲ့ဟုတ်ကဲ့ခမကျေးဇူးတင်ပါတယ်ဦးစည်းကွက်ကြီးရဲ့ ဦးစည်းကွက်ကြီးလဲမမောနိုင်မပန်းနိုင်လက်ကလေးကိုကုညီဖို့အရေးအကြံထုတ်နေရင်ပညာရှိစည်းကွက်ကြီးဟာတောထဲမှာကြော့မော့လှပါပြီးသူ့အလှကိုခွန်ယူဝင်ကြွားစွာလမ်းလျှောက်နေတဲ့တမင်မလေးကိုတွေ့တော့စည်းကွက်ကြီးလဲအားရဝမ်းသာစွာနဲ့ဟဲတမင်မလေးနင့်ကိုတွေ့ရတာတော်ပဲငါ့ကိုကုညီပါအောင်ဟာအော်ဦးစည်းကွက်ကြီးပါလားပြောလေကျမဘာကုညီရမှာလဲလို့ အမေမလေးကမေးတဲ့ဦးစည်းကွက်ကြီးကရေခမ်းနေတဲ့ကန်ထဲမှာလက်ကလေးကိုကူညီဖို့ကဲတင်ဖို့အကြောင်းရှင်းပြတာပေါ့ကွယ်။အမေမလေးကအဲ့အရောမဖြစ်နိုင်ပါဘူးဦးစည်းကွက်ကြီးရဲ့ကျမရဲ့ဥကြုံပေါ်မှာချိတ်ပြီးတော့တောလေကရေခမ်းကြီးတဲ့အထိ ပို့ပေးရရင်လက်ကလေးရဲ့အရင်အရွယ်တွေကကျမရဲ့တကူလုံးပြီးချမ်းကုန်မှာပေါ့လို့သမင်မလေးကပြောလိုက်တဲ့ကွယ်အဲ့ဒီခါဦးစည်းခွက်ကြီးလဲစိတ်မကောင်းစွာနဲ့ပဲပြန်တန်းသွားတဲ့ကွယ်ဒီလိုနဲ့ပြန်တန်းရင်တစ်ပင်ထိပ်ဖျားမှာစော့ကစားနေတဲ့မြောက်ကလေးကိုတွေ့လိုက်ရတော့ဦးစည်းခွက်ကြီးလဲအလုံးဝမ်းသာသွားပြီးဟဲမြောက်ငညိုနင့်ကိုတွေ့ရတာအတော်ပဲငါ့ကိုကူညီစမ်းမအောင်ကွာ ။အော်ဦးစီးကွက်ကြည့်ပါလား။ကျွန်တော်ဗမာကူညီပေးရမလဲလို့မြောက်ကလေးကလည်းမေးတဲ့။ဦးစီးကွက်ကြီးကရေခမ်းနေတဲ့ကန်ထဲမှာလက်ကလေးကိုကူညီခဲ့တယ်မို့ကြောင့်ရှင်းပြလိုက်တော့ဒါလေးမြောက်ဦးစီးကွက်ကြီးရဲ့သူတစ်ပါးအသက်တစ်ချောင်းကိုကဲတင်ကောင်းပါတယ်။ဘာပဲမှန်းတာမှတ်လို့ကူညီကြတာပေါ့လို့မြောက်ကလေးငညူကပြောတဲ့။ဦးစီးကွက်ကြီးလည်းအရာကိုဝမ်းသာသွားပြီးလက်ကလေးကိုကဲတင်ရန်သွားကြတဲ့။ဦးစီးကွက်ကြီးနဲ့မြောက်ကလေးရဲ့အကူအညီကြောင့်လက်ကလေးဟာ တောလေကရေကန်ကြီးတွေကိုရောက်သွားတာပေါ့ကွယ်ကျေးဇူးတင်ပါတယ်ဦးစည်းကွက်ကြီးနဲ့မြောက်ကလေးရဲ့ခမောင်းကျေးဇူးကိုကျွန်တော်ဒီတသက်ဘယ်တော့မှမမိပါဘူးလို့လက်ကလေးကပြောပြီးရေကန်ကြီးတွေမှာပျော်ရှင်စွာဆော့ကစားပြီးနေတဲ့ကွယ်ဒီလိုနဲ့တနေ့မှာတောလိုက်မုတ်ဆိုးကြီးတွေရဲ့ကြော်ခွန်းထဲမှာတမင်မလေးဟာချုံနောင်မိနေတဲ့တမင်မလေးထောင်ချောင်းမိနေတာကိုဦးစည်းကွက်ကြီးကမြင်လိုက်တဲ့ ဟင်တမင်မလေးထောင်ချောင်းမိနေပါလားမဖြစ်ချေဘူးအမြန်ကဲတက်မှာပဲဆိုပြီးတော်ရင်ရှိတရဝါလေးမျိုးကိုကုညီပေးရင်လိုက်ရှာတာပေါ့ကွယ်အဲ့ဒီချိန်မှာဆော့ကစားနေတဲ့မြောက်ကလေးငညူကိုတွေ့တော့အာရဝန္တာဖြစ်ပြီးဟဲ့ငညူဟဲ့ငညူမင်းကိုတွေ့မှတွေ့ပါမလားလို့စိတ်ပူလိုက်ရတာအခုမှပဲစိတ်အေးရတော့တယ်ကွာဟာဦးစည်းကွက်ကြီးကလည်းလာလိုက်ရဲ့အေးတကြီးနဲ့ပဲကဲပြောကျွန်တော်ဘာကူညီပေးရမလဲလို့ မြောက်ကလေးကပြန်မေးတဲ့ဒီလိုကွတော့တဲ့မှာတမင်မလေးမုတ်ဆိုးတွေရဲ့ထောင်ချောက်ထဲမှာမိနေရဲ့အဲ့ဒါငါတို့အချိန်မီသွားကင်မှာဖြစ်မယ်ဟာဒါဆိုဘယ်ဖြစ်မလဲတမင်မလေးကိုအမြန်သွားကင်မှာဖြစ်မယ်ဆိုပြီးကဲတယ်မှုထွက်သွားကြတဲ့ဒီလိုနဲ့ပဲတမင်မလေးစီရောက်တော့ဘာမှမပုံနဲ့နင့်ကိုငါတို့ကဲတယ်မယ် ။အမေမလေးလည်းဦးစည်းကွက်ကြီးနဲ့မြောက်ကလေးကိုမြင်တော့အရာဝန်တာပြီးအတက်သွားတာပေါ့ကွယ်။မြောက်ကလေးငညိုလဲတစ်ပင်ပေါ်ကိုအမြန်တက်ပြီးမုတ်ဆိုးကြီးတွေမလာခင်ကျိုးကိုတက်ဖြေတာပေါ့ကွယ်။ဒါပေမဲ့မုတ်ဆိုးကြီးတွေရဲ့ထောင်ချောက်ကျိုးဟာအရန်ခိုင်မြဲပြီးဖြီလို့မရနိုင်ရှာဘူးပေါ့ကွယ်။အဲ့ဒါမှဒုက္ခပဲမုတ်ဆိုးကြီးတွေကမကြခင်ရောက်လာကြတော့မှငါတို့ဘယ်လိုလုပ်ရင်ကောင်းမလဲလို့စဉ်းစားနေရော။ဟာအကြံရပြီ။ ောလေကရေကန်ကြီးတွေကလက်ကလေးစီကိုသွားမှပဲဆိုပြီးဦးစည်းခွက်ကြီးဟာပြန်တန်းသွားတဲ့လက်ကလေးစီကိုရောက်တော့ဟာဦးစည်းခွက်ကြီးပါလားမတွေ့တာလဲကြာပေါ့လို့အာရဝန္တာနှုတ်ဆက်တဲ့ဦးစည်းခွက်ကြီးကလည်းတမင်မလေးထောင်ချောင်းမိနေကြောင်းအ мян ကဲတယ်မှဖြစ်မဲ့အကြောင်းကျိုးဖြည့်ရန်ခက်ခဲဖြစ်နေကြောင်းလက်ကလေးကို ရှင်းပြတာပေါ့ကွယ်ဒီအတွက်ဦးစည်းခွက်ကြီးဘာမှမပူနဲ့ကျွန်တော်နေတဲ့ကန်ထဲမှာ ဒါလို့ခြွန်ထက်တဲ့ရတယ်အများကြီးရှိတယ်ဆိုပြီးဦးစည်းကွက်ကြီးကို ယူဆောင်ပေးတယ်ဦးစည်းကွက်ကြီးလည်းလက်ကလေးယူပေးတဲ့ခြွန်ထက်တဲ့အရာကိုယူဆောင်ပြီးမြောက်ကလေးကိုပေးလိုက်တယ်မြောက်ကလေးလည်းခြွန်ထက်တဲ့အရာကိုယူဆောင်ပြီးတပင်ဘောကိုအမြန်တက်ပြီးထောင်ချောက်ကျိုးကြီးကိုဖြတ်တောက်ပေးလိုက်တယ်တမင်ကလေးလည်း မုတ်ဆိုးထောင်ချောက်ကလွမြောက်ပြီးအသက်အနည်းကနေလွမြောက်သွားတဲ့ကွယ်တမင်မလေးလည်းဦးစည်းခွက်ကြီးမြောက်ကလေးငညိုနှစ်လက်ကလေးကိုအလွန်ကျေးဇူးတင်ချောင်းပြောရင်သူ့အရင်ကအကူကောင်းဆန်ခဲ့တာကိုနောင်နာရပြီးခွလွန်ပေးရန်တောင်းပန်ရှာတဲ့ကွယ်အဲ့ဒီတော့ဦးစည်းခွက်ကြီးကတဦးအခက်ခဲကိုတဦးကလိုအပ်လာရင်လိုအပ်တယ်လို့ကူညီဆောင်ကျင်းပေးကြရန်စိုးစုံးမှတဲ့အဲ့ဒီချိန်ကစလို့ဒိတ်ဆန်လေးတွေဟာတအုပ်ကိုတအုပ် 过年人变少，要宣传年长大家得过。